Welcome back to Margaret English School. Let's talk about boycott today. အဲ့တော့ boycott ဆိုတာ social media မှာအသုံးများရပေါ့နော်။သူကဘယ်ကနေပြီးတော့ဆင်းသက်လာလဲပေါ့နော်။သူရဲ့အဓိပ္ပာယ်ကဘာလဲ။အရင်အဆုံးသူရဲ့အဓိပ္ပာယ်လေးကဒီမှာကြီးပြထားပါတယ်။ The withdrawal of support အာ support လုံးတဲ့ဟာကိုရုပ်သိမ်းတာပေါ့နော်။ Or the refusal to buy or use something. တခုခုကို ဝယ်ဖို့ဒါမှမဟုတ်ရှင်အသုံးပြုဖို့ကိုအာညင်းဆန်တာเนาะဒါမှမဟုတ်ရှင် a former protest သူ့တပိတ်မောက်တာဒါမှမဟုတ်ရှင် activism ပေါ့เนาะသူနပတ်သက်ပြီးတော့ activity တခုခုလုပ်တာမျိုးပေါ့เนาะသူ့အနောင်နေနဲ့တုံးတယ်လို့ pop in နေ pop အနေနဲ့လည်းတုံးလို့ရပါတယ်ဆိုတော့ဒီနေ့မှာကကြတော့ boycott ဆိုတာဘယ်အနေစဉ်းစားလဲပေါ့เนาะသူ့ရဲ့အရှင်မြတ်ကဘာလဲပေါ့အမှန်တကယ်တော့ boycott ဆိုတာ ် aponym တခုဖြစ်ပါတယ် aponym ဆိုတာလူပုဂ္ဂိုလ်တစ်ယောက်ကနေပြီးတော့ဆင်းသက်လာဖြစ်ပါတယ်အဲ့တော့ဒီဘယ်ပုဂ္ဂိုလ်ကနေဆင်းသက်လာလဲဆိုတော့ရှင် Charles C. Blackall ဆိုရယ်ဒီ Ireland ကပေါ့နော်ဒီ um နေပိုင်ရှင်တစ်ယောက်ကနေပြီးတော့ဆင်းသက်လာဖြစ်ပါတယ်ဒီ16ရာစုမှာစပြုရဲပေါ့နော်သူကဒီသူ့ရှိရငါးထားတဲ့မြေငါးထားတဲ့အလုပ်သမားတွေကိုဒီ ဈေးတွေရှော့မပေးဘူးเนาะအဲ့လိုမျိုးဆိုတော့သူ့ရှိရနေပြီးတော့သူနဲ့အတူတူ business mode ကိုလူတွေကညှင်းဆန်ကြတာပေါ့เนาะအဲ့ရနေပြီးတော့စပြီးတော့ဆင်းနေလာတော့ point call လုပ်မယ် point call လုပ်မယ်ဆိုလို့ရှိရင်သူနဲ့အဆက်ဆက်မလုပ်တာသူ့ရှိရနေ business တစ်ခုကိုအားမပေးတာစသဖြင့်နဲ့ဆင်းနေလာတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် point call ဆိုတာလေကဒီလူပုဂ္ဂိုလ်တယောက်ကနေဆင်းနေလာဆိုတာတည်သွားပြီပေါ့เนาะ အော်ဒီလိုမျိုးလေးတွေသိကြတယ်ဆိုလို့ရှိရင် comment မှာရှိခဲ့ပေးလို့ရပါတယ်အော်ဒီနေ့ကတော့ဒီလောက်ပါပဲရှင် thank you so much for listening and see you in see you in the next video bye bye